ဒီကနေ့ဂျွန်လ2ရက်အထိဆိုရင်စကိုင်းငလင်လှုပ်ခတ်ခဲ့တာ2လကျော်လာပါပြီ။ငလင်သတင်းတွေနဲ့ပတ်သက်လို့ဘာတွေထူးခြားတာရှိနေပါသလဲ။စစ်ကောင်စီတပ်ရဲ့လေကြောင်းပစ်ခတ်မှုတွေကရောဘလို့အခြေအနေရှိနေပါသလဲ။ဒါတွေနဲ့ပတ်သက်လို့သတင်းရယူနေတဲ့ကေခိုင်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်။ဟုတ်ကဲ့ပါကေခိုင်ရေဒီနေ့မှရောဒီငလင်အပါအဝင်တဘာဝဘေးနဲ့ပတ်သက်လို့ဗောနော်ဘာသတင်းတွေပြောပြဖို့ရှိနေပါတယ်လဲရှင် ဟုတ်ကဲ့ပါဒီပြီးခဲ့တဲ့ match လာ20ရှင်းနဲ့ကစကိုင်းငလျင်ကြီးလောက်ခတ်တော့တာပေါ့နော်ဒီကနေ့အစွန်လာဆီယန်နဲ့ဆိုရင်ချက်ပေါင်း85ရဲ့ရှိလာနေပေါ့နော်ဒါပေမဲ့လည်းဒီငလျင်တင့်ဒေတာတွေမှာပြန်လည်ထူထောင်ရဲတွေကတော့အလုံးစုံလုံးဆောင်လိုက်တာမရှိသေးပါဘူးပြီးလို့ရှိရင်ဒီငလျင်တင့်ပြည်သူတွေနေအိမ်တွေကိုပေါ့နော်သူတို့ကိုယ်တိုင်ဖြိုဖျက်ဖို့အတွက်ကိုယ်တော်မှရုံးကန်နေရတဲ့အခြေအနေဖြစ်ပြီးတော့ဒီလက်ရှိမှာသူတို့ကငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ကြားသိရပါတယ်ရှင့် ဒီလူသေးဆုံးမှုများခဲ့တဲ့မန္တလေးက Sky Villa မှာဆိုရင်လည်းဒီရက်ချားဆိုသလိုသေဆုံးရုပ်အလောက်တွေထပ်တွင်နေပေါ့နော်ဒီဒီရဲ့ပိုင်းမှာလည်းနောက်ဆက်တွင်ငလျင်ငယ်တွေကဆက်တိုက်ဆိုသလိုလှုပ်ခဲမှုရှိနေပါရဲ့ရှင်ဒီနှစ်မှာလည်းဒီနောက်ဆက်တွင်ငလျင်ငယ်လှုပ်ခဲတာရှိရပေါ့နော်ဒီကနေ့မနက်3:30မိနစ်အချိန်မှာဆိုလို့ရှိရင်မန္တလေးတိုင်းကြောက်စင်မြို့တောင်ဖက်35ကီလိုမီတာအကွာမြောက်အနက်10ကီလိုမီတာကိုပို့ဖို့ပြုပြီးတော့ Richter scale 0.9အဆင့်နဲ့အင်အား အတင်းအတင်းရှိတဲ့အမြင့်ငလင်းတစ်ခုထပ်ပြီးတော့လောက်ခတ်ခဲ့ပေါ့နော်အဲ့ဒီနှစ်တည့်ရက်တည်းမှာပဲဒီနေ့လေ7:58မိနစ်လောက်မှာဆိုရင်လဲ ချင်းပြင်းနယ်တွန်းဆက်မြို့အနီးဒီမော်လိုက်မြို့ရဲ့အနောက်အနောက်တောင်ဘက်31ကီလိုမီတာအကွာမြောက်အနက်10ကီလိုမီတာကိုပဟိုပြူပြီးတော့ Rasta Scale ၄တက်သမတင်အဆင့်ရှိတဲ့မြင်းကလင်းတစ်ခုထပ်ပြီးတော့လှုပ်ခတ်ခဲ့ပေါ့နော်အဲ့လိုပဲဒီချင်းပြင်းနယ်မှာပဲဒီကနေ့7:20မိနစ်လောက်ကလေဒီမော်လိုက်မြို့ရဲ့အနောက်ဘက်39ကီလိုမီတာအကွာမြောက်အနက်60ကီလိုမီတာကိုပဟိုပြူပြီးတော့ Rasta Scale ၄တက်သမ3အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလင်းတစ်ခုထပ်ပြီးတော့လှုပ်ခတ်ခဲ့တာကိုတွေ့ရပါတယ် ဒီထူခြားသတင်းတစ်ခုကိုပြောရမယ်ဆိုလို့ရှင်ဒီငလျင်ကြီးရဲ့နောက်ဆက်တွဲဆိုကြိုအနေနဲ့ပေါ့နော်ငလျင်တန်တဲ့ဒေတာတွေမှာဒီမြေသားကြန့်ခိုင်မှုရော့နေတော့ပြီးတော့အကွဲကြောက်တဲ့အများကြီးဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်တွေအများကြီးရှိခဲ့တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီမြေကမ်းဘေးမှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့ဒီတာမန်မြင့်ရဲ့ဝင်ရောက်တာမကပင်းနဲ့ပေါ့နော်ဒီမြေသားကြန့်ခိုင်မှုရော့နေတော့တဲ့ဖြစ်စဉ်တွေရှိခဲ့တဲ့ဒေတာတွေအပေါင်းဝင်ဒီငလျင်တန်ကိုပြင်းပြင်းထန်ထန်ခန်းစားခဲ့ရတဲ့ဒေတာတွေအနေနဲ့ကြတော့ဒီရေတွင်းဝင်လာမှုအန်ဒီယေကိုမပေါ်ဆကြပင်းနဲ့အမြဲ ်းသတိရှိကြဖို့ဒီမြန်မာနိုင်ငံလူမှုကေဆေးရေးအဖွဲ့ဗဟိုကော်မတီကလည်းတိုက်တွန်းပြောဆိုထားတာရှိနေပါတယ်ရှင်ဟုတ်ကဲ့ပါဒီတိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်မှုသတင်းတွေကရောဘယ်လိုရှိပါသလဲရှင် ဒီတဘာဝဘေးကြောင့်ပေါ့နော်စစ်ကောင်စီကယာယီအပြစ်ရထားပေးမင်းလေးဒီအပြစ်ရကာလတစ်ချောင်းလုံးမှာပေါ့နော်လေချောင်းတိုက်ခိုက်မှုတွေနဲ့ဒီတိုက်ပွဲတွေကဆက်ရှိနေသလိုအပြစ်မဲ့အရဲသားပြည်သူတွေထိခိုက်သေးဆုံးမှုတွေကလည်းဆက်ရှိနေပါတယ်ဒီကနေ့မှလေပေါ့နော်ပခုတ်ကူမြို့နယ်ဆုံကုန်းကြည်ော်ကိုဒီစစ်တပ်ကစက်တက်လေထီးတွေနဲ့ပုံကျေလို့ဒီအမျိုးသားတယောက်ပေါ့နော်နေရာမှာနေပွေချင်းပြီးတေဆုံးပြီးတော့နောက်ထပ်တယောက်ကတော့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ။ဒီနောက်ထပ်ကတော့ပေါ့နော်ဒီစကိုင်းတိုင်းပလေးမြို့နယ်တွေကကန်တောက်ရော်စခင်သိန်းတိုက်ပွဲအပြင်းထန်နေပေါ့နော်။အဲ့ဒီတိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာစစ်တပ်ကစစ်တပ်ကနေပြီးတော့လာရောက်ဘုံကျေးပစ်ကူပေးနေတဲ့စစ်တပ်ရဲ့ချက်တိုက်လေရင်တစည်းကိုဒီကနေ့ဆိုလား၁၀ရက်နေ့မိုးလင်းစစ်နှစ်နာရီကျော်အချိန်လောက်မှာပေါ့နော်။ပြည်သူလူမျိုးရေးတပ်မတော် PLA ကပြစ်ချနိုင်ခဲ့တာကိုတွေ့ရပါရဲ့။ဒါပေမဲ့စစ်ကောင်စီဘက်ကတော့အဲ့ဒီလေရင်ကဒီလေးချင်းပြန်တန်းနေတဲ့အချိန်မှာဆက်ချွေရင်းပြီးတော့ပြက်ကြမင်းလောက်ခရရလေးလို့ထုတ်ပြန်ထားတာကိုတွေ့ရပါရဲ့။ ဒီအဲ့တိုက်ပွဲကကြတော့ပြီးခင်းတဲ့ဇွန်လ2ရက်နေ့မနေ့ပိုင်းကတည်းကပေါ့နော်ပလေးမြို့နယ်ကကန်တောက်စခန်းနဲ့ဇီးဖြူကုန်းပြူစောတိစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့လက်ရှိအချိန်ဒီအဲ့တိုက်ပွဲကပြင်းထန်နေပေါ့နော်ဟုတ်ကဲ့ပါခုလိုမျိုးရရှိထားတဲ့သတင်းချက်လက်တွေကိုစုစည်းပြီးတော့ပြောပြပေးသွားတာကျေးဇူးတင်ပါတယ်ဒါကတော့ငလင်အပါအဝင်ထူးခြားသတင်းတွေကိုမေးမြန်းခဲ့တာပါဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးအောင်ပါရှင်